တန်ခါနာကဆုံးဖြတ်ချက်တွေကတော့လက်ရှိခုတက်တက်မှာတော့ဆုံးဖြတ်ချက်တွေကဒီကြောင်းအရင်းပွားတဲ့ကိစ္စတွေဟိုကဆရာတော်ဆရာတော်ချင်းအရင်းပွားတဲ့ကိစ္စနော်အခုလူပုဂ္ဂိုလ်နဲ့ဆရာတော်နဲ့အရင်းပွားတဲ့ကိစ္စတွေမှာတန်ခါနာကဆုံးဖြတ်ချက်တွေကိုတော့အလုံးမကြောက်ဘူးပေါ့ကျွန်တော်တို့မမရှိလို့ပါကြပမကံကမစစ်စစ်လို့ပေါ့မမကံစစ်စစ်ရပေါ့ဟိုတို့ပြပါပေါ့မမကံဒါစစ်စစ်တိုင်းပြီးပြီဒီစာချုပ်ပဲအတိတ်က သူကလည်းဒီကြောင့်ကြီးသူပိုင်တယ်ဖုတ်ကြတယ်ပဲတည်တည်ပိုင်ပြည်စီတန်ခါပိုင်ဒါချင်းဒီနှလုံးပဲဘာမှမရှင်းတာပဲလားအတနာရေးဌာနမှာရှိနေကြတဲ့ပုဂ္ဂိုလ်တွေရဲ့အနီးကသူတို့ရဲ့ပြောဆိုမှုတွေဆွဆွမှုတွေဒီမတမာမှုတွေပေါ့အဓိကလည်းလက်ပေးလက်ယူမှုတွေရှိနေအဲ့ကလက်ပေးလက်ယူရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ဇကားတွေဟိုဒါလည်းနားယောင်တာဆရာတော်ကြီးတွေတက်တော်ဘာတော့ကြည့်တဲ့အခါကျအတော်တန်ကိစ္စတွေကိုဘယ်လိုဆိုဝင်းမကြည့်တော့ဆရာတော်ကြီးတော့မှားတော့တော့မဟုတ်ဘူး ို့တော့လည်းပဲဆယ်တော်ကြီးတွေတော့ပွင့်နေပြောလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းပဲတာနာတော်တို့မှနေခဲ့ပြီးတော့တာနာအနိကနေခဲ့တဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်တော့ तू ကဓာတ်လျှောက်တဲ့ပုံကိုဥတဲ့စကားဟောတာလေ तू ကဘယ်လိုပြောရမလဲဆိုတော့အဲ့ဒီဘောမျိုးလေးရှိတယ်ထင်ပါတယ်ဆရာတော်ကြီးတွေကတော့သီလသမာဓိပြည့်စုံပြီးသားပဲဆရာတော်ကြီးတွေပမာဒလေခါပေါ့တတိလွတ်ပြီးတော့မှားတာမျိုးတာရှိခြင်းရှိမှာပါ စိတ်စေတနာရင်ရုံမာတဲ့စိတ်စေတနာနဲ့တော့အမှားမရှိကြဘူးဒါပေမဲ့ မင်းမင်ကောင်းလက်မင်းမြောင်ဖြတ်ဆိုဆရာတော်ကြီးရဲ့နမ်းမှာနေနေတဲ့သာသနာရေးဌာနဝန်ထမ်းတွေကတော်တော်များများအကျင့်ပြက်ပြီးဆရာတော်ကြီးရဲ့သီလပါတော်ပြက်အောင်သူတို့ပဲသူတို့ပဲလုံနေတယ်လို့ဒါဥစဉ်တော့ထင်တာပဲပေါ့အမားရည်ဆိုတော့လေတည်နေတယ်ကျွန်တော်တို့အောက်ခြေကလူတွေရောအကုန်ဖွဲ့စည်းတည်တည်ရောဒါကြီးတည်တည်နဲ့ဆရာတော်တွေကတော့ဘယ်လိုမေးတာပဲပြောအဲခိုင်းတာပဲလုံမေးတာပဲဖြေဆိုတော့ကန့်တတ်ချက်တည်နဲ့ပေါင်းနေတွင်းပြီးတော့ ဒီလိုမတရားသဖြင့်ဆုံးဖြတ်ချက်ဒီချထားတယ်လို့ပဲကျွန်တော်တို့ကတော့သုံးတယ်။မဟာနာဆရာတော်ဘုရားကြီးရဲ့တဘောထားကိုဥရုတကားရီအမြင်နဲ့ပြောရလို့ရှိရင်တော့ဟိုကျွန်တော်တို့ဥပဝင်လင်းပြောလို့ရှိရင်လွန်ခဲ့သော2013ခု2013မှာ2014ခုနှစ်ကဂိုင်းမိုးစုံတန်ကအစီအဝေးမှာကျင်းပသွားခဲ့တဲ့အခါမှာကျွန်တော်ဆရာတော်ဥညာနေဒရာနဲ့ပြောပါတယ်။ဒီနိုင်ငံတော်ကမာနကအဖွဲ့တကယ်အရေးပါအရာရုပ်တဲ့ထိတ်တန့်အဖွဲ့ကြီးတစ်ခုကို ဒီတက်တော်ကြီးဝါတော်ကြီးကိုတော်တွေဆရာတော်ကြီးတွေထက်တက်တော်ဝါတော်ငယ်ရွယ်ပြီးတော့စနစ်တကျစီမံစခန်းခွဲပြီးတော့ဆုံးဖြတ်နိုင်တဲ့ပုံစံတွေနဲ့ဖွဲ့စည်းရရင်ပို့ပြီးတော့တဘာဝကျပြီးတော့ကောင်းလိမ့်မယ်ခုနကတော့ပြောခဲ့တယ်ဆရာတော်ဖျားကြီးတက်တော်ကြီးဝါတော်ကြီးဆရာတော်ဖျားကြီးတွေကတော့အပူဇော်ကံပုံကူဖြစ်နေတဲ့ပူဇော်ကတော့ပို့ကောင်းလိမ့်မယ်ဆိုတဲ့စကားမျိုးဟိုရင်ရှောက်ထားပြီးတော့အဲ့ဒီအဖွဲ့မှာတင်ပြခဲ့တာရှိပါတယ်တို့တော့လည်းပဲအဲ့ကောက်စားဒီနေ့ဒီအကောင့်နဲ့မဟုတ်ခဲ့ပါဘူး